အထားတဲ့ယွမ်တတန်မြမငွေတိမ်မောင်း9900ကျော်ကိုဒီကိုလုံးအလှပြင်မှုတုံးပြစ်လိုက်တဲ့သူပရိသတ်ကြီးရဲ့ဒီနေ့ကျမတို့တင်ဆက်ပေးမယ့်ဇလံကတော့ချစ်သူဆုံးတွဲတွေချာကယုံကြည်မှုနဲ့ငွေကြီးဆိုတဲ့အကြောင်းအရာကိုပြန်ပြီးမိကုံးထုတ်ဆရာဖြစ်လာစေမယ့်တရုတ်နိုင်ငံကဖြစ်ရမယ့်တစ်ခုပါဒီပြေဟာချစ်သူတွေချာကငွေကြေးစီမံခန့်ခွဲမှုရဲ့အနှံ့ရှမ်းဆုံးလိုအပ်ချက်တွေကိုဖော်ထုတ်ပြသလိုက်တာပါပဲ။ဘာဖြစ်ခဲ့တာလဲ။ ရိုးရိုးလေးပြောရရင်တော့ချစ်သူယောက်ျားလေးအနှံနာတဲ့ရွှံငွေတတန်းကျော်မြမဝင်နဲ့ဆိုရင်သိန်းပေါင်း9900ကျော်လောက်ရှိတဲ့အဖိုးတန်ငွေလေးကိုချစ်သူကောင်မလေးကသူမရဲ့တကူလုံးအလှပြင်မှုပုံစံပြောင်းမှုတုံးဆွဲလိုက်ပါရယ်ဒီဇလန်ဇလိုက်တွေဖြစ်တဲ့ချမ်းယောက်ျားလေးနဲ့မေကောင်မလေးတို့ဟာတရုတ်နိုင်ငံကခင့်မိတဲ့ချစ်သူဇုံနွဲလေးပါသင်ဟာအလောက်ကင်အောင်မြင်တဲ့စီးပွားရေးတမားတူဖြစ်ပြီးတော့သူမှအမြဲတမ်းငွေကြေးအမြောက်များကိုလည်းပတ်နေဖို့လိုအပ်ပါတယ် ငွေသားတွေကိုဘန်စင်းခုထဲမှာစုပုံမထားပဲအန်ရယ်ကင်းကင်းထားရှိဖို့နဲ့ယုံကြည်စိတ်ချရတဲ့သူတယောက်ကကင်တွယ်ပေးဖို့သူဆုံးဖြတ်ခဲ့ပါတယ်။အဲ့လိုနဲ့သူဟာသူ့ရဲ့အချစ်ဆုံးသူ့ရဲ့အနာဂတ်အိမ်သူဖြစ်လာမယ်လို့ယုံကြည်ထားတဲ့ချစ်သူမေကို သူ့ရဲ့လုပ်ငန်းသုံးတဲ့ကိုပိုင်ငွေကြီးအားလုံးကိုကင်တွယ်ထိမ့်သိမ့်မှုအနံ့ခဲ့ပါတယ်။ဒီပမာဏကတကယ်ကိုကြီးမားပါတယ်။ ရွှေငွေတသန်းကျော်ဒီလိုအနှံလိုက်တာဟာချမ်းအနေနဲ့မိအဘဘလောက်ထိယုံကြည်မှုအပြည့်အဝရှိရဲဆိုတော့ကိုပြတ်တနေရပါပဲမိဟာအစပိုင်းမှာတော့ငွေတွေကိုဂယုတဆိုင်ထိမ့်သိမ့်ခဲ့ပါတယ်ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့အလှပကိုလိုချင်တောင်းတတဲ့စိတ်ကတဖြည်းဖြည်းကြီးစိုးလာခဲ့ပါတယ်ဇိန်ခံအလှကုံတွေဒီဇိုင်နာအိတ်တွေနောက်ဆုံးမော်ဖက်ရှင်တွေကိုဝယ်ယူသုံးစွဲတဲ့အဆင့်ကနေပုံပုံနဲ့ဆိုင်တဲ့အဆင့်ကိုရောက်ရှိလာပါတော့တယ်သူမကဈေးကြီးတဲ့အလှပြင်ခွဲစိတ်မှုတွေ အသားအရင်နဲ့ခန္ဓာကိုယ်ပြုပြင်ထိမ့်သိမ့်မှုတွေကိုဆွဆွမြဲမြဲလုပ်ဆောင်ခဲ့ပါတယ်။တစ်ချိန်တည်းနဲ့ထောင်းနဲ့ချီတောင်းနဲ့ချီတဲ့ရံငွေတွေကုန်ကြတဲ့ကုသမှုတွေကိုမိကမကြခဏပြုတ်လုလာပါတယ်။သူမရဲ့ဒွိခုံပုံကချမ်းငွေတွေဟာနောက်ဆုံးတော့ငါတို့နှစ်ဦးရံငွေတွေပဲ ဒီငွေတွေနဲ့ပူလာတဲ့ခန္ဓာကိုယ်ကိုသူ့ကိုပေးနိုင်ရင်ဘာဖြစ်မလဲဆိုတဲ့အတွေးနဲ့ပါငွေတန်ပေါင်းများစွာကိုသူမရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်ပုံစံကိုအစစ်မြင့်တင်မှုအတွက်သူမကရရရရသုံးဆွဲခဲ့ပါတယ်။လာပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ဂျန်ဟာသူ့ရဲ့လုပ်ငန်းကိစ္စတစ်ခုအတွက်ငွေအမြောင်များကိုရုပ်ရည်ရထုတ်သုံးမှုလိုအပ်လာပါတယ်။ဒါကြောင့်သူကချစ်သူမေကိုအနှံထားတဲ့ငွေစည်းရင်းကိုစစ်ဆေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့တကယ့်ကိုကြောက်မက်ဖွယ်ကောင်းတဲ့အမှန်တရားကြီးကပေါ်ပေါက်လာပါတော့တယ်။ ရွှေငွေတန်းကျော်ဟာတိတိတသားရောနေသွားပြီးတော့ငွေပမာဏရဲ့90ရာခိုင်နှုန်းနီးပါးကုန်ဆုံးသွားပြီဖြစ်ပါတယ်။ခြံဟာစီးရင်ရှင်းတန်းတွေကိုမြင်ရတဲ့အခါမှာစကားလုံးဝမပြောနိုင်လောက်အောင်တုံလောက်ချက်ချသွားပါတယ်။သူ့ရဲ့မေးမြန်းမှုအပေါ်မိကပုံမွေလင်းလင်းပဲဖြေကြားခဲ့ပါတယ်။ကို့အတွက်သုံးလိုက်တာပါလို့ဖြေခဲ့တဲ့အခါခြံဟာယူမတက်ဒေါသထက်ခဲ့ပါတယ်။သူချစ်တဲ့သူကသူ့ကိုလုံးဝလိမ့်လေလှည့်ဖျားပြီးတော့သူ့ရဲ့စီးပွားရေးအရင်အနှစ်ကိုဖျက်ဆီးပစ်လိုက်တယ်လို့ခံစားလိုက်ရတဲ့အတွက် နောက်ဆုံးမှာတော့ရဲစခန်းကိုတွားရောက်ပြီးတိုင်ကြားခဲ့ပါတယ်။ဒီကိစ္စဟာချစ်စုနှစ်ဦးရဲ့တည်တံ့ပြဿနာအဆင့်ကနေတရားဝင်ဥပဒေရေးရာ ပြဿနာအဖြစ်တရားရုံးကိုရောက်လာပါတော့တယ်။တရားဥပဒေအရဒဟားငွေအနှံမှုကို လွဲမှားသုံးစွဲခြင်းဖြစ်နိုင်ပြီးတော့လိန်လယ်မှုနဲ့လည်းဆက်ဆက်နိုင်ပါတယ်။မိဘကရှိနေပြီကတော့နှစ်ဦးသားရဲ့ဆက်ဆံရေးဟာရင်းနှီးလို့နာကြောင့်ဒါဟာလက်ဆောင်တစ်ခုလိုဖြစ်နေပြီးတော့ငွေတွေကိုလှူဒန်းလိုက်တဲ့သဘောမျိုးလည်းဖြစ်နေပါတယ်။ ဒါပေမဲ့ချမ်ပန်းကတော့ဒါကအနှံ့ကျင်းတာဖြစ်ပြီးတော့ကိုပိုင်သုံးဆွဲခွင့်လုံးဝမပေးထားပါဘူးလို့ပြည့်ပြည့်စုံစုံညင်းဆိုခဲ့ပါတယ်။ဒီဆက်လန်ကကျမတို့ကိုပေးတဲ့အကြီးမားဆုံးသင်ခန်းစာကတော့စစ်စုတွေချားမှောင်ဝေကျိကိစ္စကိုပွင့်လင်းမြင်သာစွာနဲ့တရားဝင်စီမံခန့်ခန်းတင်နေဆိုတာပါပဲ။စစ်သူတွေကြားမှာတော့ငွေကြေးကိစ္စကိုပွင့်လင်းမြင်သာစွာနဲ့တရားဝင်စီမံခန့်ခွဲတင်တယ်ဆိုတာပါပဲ။ယုံကြည်မှုဟာအရေးကြီးပြင်မဲ့အထူးသဖြင့်ကြီးမားတဲ့ငွေကြေးပမာဏတွေနဲ့ပတ်သက်လာရင် ဖန်ဆင်းတဲ့တရားဝင်စာချုပ်စာတမ်းတွေကသာအကောက်ွယ်ပေးနိုင်ပါတယ်။ရွှေငွေတန်းကျော်ကိုအလှပနဲ့လဲလှယ်လိုက်တဲ့ဒီကောင်မလေးရဲ့လုပ်ရဟာတရုတ်လူအဖွဲ့အစည်းမှာဝေဖန်မှုမျိုးမျိုးဖြစ်ပေါ်စေခဲ့ပါတယ်။အချစ်ကငွေကြီးကိုလှမ်းမိုးနိုင်သလားဒါမှမဟုတ်ငွေကြီးကအချစ်ကိုဖျက်ဆီးလိုက်တာလား။ပရိသတ်ကြီးရောဒီခရက်နဲ့ပတ်သက်ပြီးဘလို့မြင်ပါလဲ။ကောမက်မှာရေးသားဆွေးနွေးပေးခဲ့ပါအောင်နော်။ဒီနေ့တော့တလောင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရရှင်။